ဒေါန်ဆန်းစုကြည်လက်ထက်မှာကြတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွဲပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အဲ့တရားစင်ပဲကွဲပြောက်သွားတော့အဲ့ဒါအမှန်ပဲဘုရားကျောင်းကိုလည်းဘုရားစင်ကွဲပြောက်သွားတော့မလို့ဆိုတဲ့ပုံစံမျိုးတွေလိုင်းမှာပြောနေကြတာတွေအများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ် ုံကျဲလိုက်တာဈေးနဲ့ကြောင်းတဲ့ဘုံပုံကျဲလိုက်တာဘုံကကျွန်တော်ထင်တယ်နှလုံးလားမသိတော့လိုက်ကြာသွားတာတွေ့တယ်ခြာဝါပြီခြာဝါပြီဟေးအောင်လေဟောဟောတလုံးတလုံးတလုံးစီကြာတော့နှလုံးနှလုံးစီကြာတော့တော်တော်လေးထိခိုက်သွားပြီးတော့တိဆုံးမှုတွေရှိတယ်ဈေးကိုကြားတဲ့အမျိုးဆိုရင်တော့အရက်သားတွေတည်တယ်ခလေးတွေတည်တယ်ဆိုတဲ့အမျိုးတွေသတင်းထွက်တယ်ဥပမာခလေးနှစ်ယောက်တည်တယ်ပါလဲထွက်ပါတယ်ဆိုတော့ခလေးနှစ်ယောက်တည်တယ်လောက်စုစုပေါင်းလူ၈ယောက်ထက်မနည်းတည်တယ်လို့ထွက်တယ် ပြီးတော့မှကျွန်တော်တို့မြင်ရတဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင်လူဆိုရင်ခန္ဓာကိုယ်ပိုင်ပိုင်စိတ်ဆူမောင်အောင်ဖြစ်နေတယ်စုပ်ပြတ်တာလူဆိုတာလူနဲ့မတူတော့အဲ့လိုဖြစ်ကုန်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီဖြစ်စဉ်ကြီးတဲ့ခါကျတော့ကျွန်တော်ဒါကခုနလေခုနလိုပဲဒီဖြစ်စဉ်ကြီးတဲ့ခါကျတော့ဒါကြီးကိုကြည့်ပြီးတော့ဝမ်းသာရတဲ့အထိကျွန်တော်တို့နှလုံးသားအဲ့လိုမရီမရိုင်းဘူးဗျမဝမ်းသာဘူးဒါဝမ်းသာမယ့်ကိစ္စမဟုတ်သူ့လိုပဲဒီလိုမျိုးအရသာတွေသေးတာကိုလည်းပျော်ရှားလို့ကျွန်တော်မမြင်ဘူးမမြင်ဘူးတော့ကလေးလေးနှစ်ယောက်ကပုံနဲ့မင်းတို့တွေလူမဟုတ်တော့ဘူးဆိုတာမျိုးလေတော့ကောက်ဘတ်စုတစ်ချောင်းနဲ့တင်လိုက်စတော့မင်းတို့တွေလူမဟုတ်တော့ဒါမျိုးတွေတော့ကောက်တင်လိုက်တော့ အခုလူတွေကအဲ့မှာအာလုံးဝဒီကလေးတွေတငယ်တွေကိုဘုံကျရသလားဆိုတော့တကယ်တော့ကျွန်တော်ခဏပြောဆိုတော့ဒီကလေးတွေမို့လို့ဘုံကျရတယ်လည်းမဟုတ်ဘူးအရက်သားတွေမို့လို့ဘုံကျရတာမဟုတ်အဲ့ဒီနေရာအဲ့ဒီနေရာတွေမှာအေးအကြရင်ကកောင်းနေအကြီးပိုင်းနေဌာနချုပ်កောင်းနေထိုင်နေဆိုကြားတဲ့သတင်းကထုတာနေတိုင်းကျဲမှာတော့အဲ့ဒီတပြင်းလို့ပြာကြနေပြီပေါ့ဗျာခုကဘာလို့ထုလဲဆိုရည်ရွယ်ချက်ရှိတယ်ကျဲကျင်နေတိုင်းကျဲမှာပေါ့ဗျာခုကဒီកောင်းနေရှိတယ်ဆိုတော့သတင်းညာလို့တက်ကကျဲတာကျဲကျင်ဟိုရည်ရည်ကျဲမှာပေါ့ဗျာဘာလို့ခုမှကျဲလဲဒါတွေအဖြေတွေပဲတချို့ဟာတွေကြတယ်ခုနကကျွန်တော်ဒီ गे ပြရာပဲမကြည့်ရဘူး ပြစ်တဲ့ခဲကဘာလဲဆိုတော့ကြည့်ရမှာအဲ့ဒါအဲ့ဒါကြည့်ရမှာပြစ်တဲ့ခဲကဘယ်သူလဲဘယ်သူပြစ်တာလဲဆိုတော့ကြည့်ရမှာဆိုတော့ကြောင့်ဟိုခွေးတကောင်ကတော့ဗျာပြစ်တဲ့ခဲခဲကိုပဲပြည်ပြီးဟောက်ထိုးဟမှုစဉ်းစားတာကျင်တဲ့လူဉာဏ်ပညာကြီးတဲ့လူကြတော့မဟုတ်ဘူးခဲပြစ်တဲ့သူကိုကြည့်အားလုံးပဲမင်္ဂလာပါသူတုံနှောင်းလိုက်တဲ့ဥပမာလေးอ่ะဘာနဲ့လာသရံတော့တူလဲဆိုကျွန်တော်တို့ပြည်သူတွေသူတို့ကခွေးလို့အောင်းနှောင်းလိုက်တာခဲပြစ်တာက သူ့ဘဘာကြီးလေပေါင်တာကကျွန်တော်တို့ဖြစ်သွားတာဟုတ်လားခွေးပုံစံမျိုးဖြစ်သွားတာပြည်သူတွေနှိုင်းလိုက်တာမှန်မှားကလေနဲ့ဘုံကျဲတာကသူတို့လေနဲ့လာတဲ့အချိန်မှာပြစ်မှတ်ကိုရှာမယ်ရှာတဲ့အချိန်မှာအောက်မှာစစ်ဘေးရှောင်းတဲ့ကာရန်ရှိတယ်အဲ့ဒီကာရန်တွေတော့အားဓမ္မလူတွေအကြိုက်ပဲပြစ်ကမလားဒါသူတို့ ြစ်မိန်တောင်းတယ်ပြစ်မိန်တောင်းတာလူအများကြီးဆိုတာတပုံပဲသူတို့ကလူအများကြီးဆိုတာ ਨੇ တပုံပဲပြစ်ဟိုကကြုံထဲလာရောအတိညာမဲ့တဲ့ခွေးတွေကလူစွစွယုံယုံမြင်လို့ရှိလို့ရှင်အာဒါတပုံပဲတပုံနေစုယုံနေတာမင်းကလာဆောင်လဲပြစ်တယ်အာဓုဘအိမ်လေးပြစ်တယ်အလှအတန်းလေးပြစ်တယ်ဒါသူ ရေဒါထဲမှာဒါသူတို့စကံဖတ်လိုက်တဲ့လူအများအစုမြင်တာနဲ့ပြစ်ထည့်ပလိုက်တာလူစုယုံစုယုံမြင်တာနဲ့ပြစ်ထည့်ပလိုက်တာဒီလိုမျိုးတွေယူရဲသူတို့လောက်တာအဲ့တော့ခင်ဗျားတို့ပြည်သူလူထုအနေနဲ့စဉ်းစားရမှာဒီဖြစ်စဉ်မှာစရုံးမျိုးကိုတစ်ချိန်လုံးမပြစ်ခဲ့ဘူးအခုမှပြစ်တယ်ဘာလို့ပြစ်တာလဲပြည်သူကိုပြစ်တာလို့သူတို့ကပြောတယ်ပြည်သူကိုပြစ်တာဟုတ်ရဲ့လားပြည်သူကနေတိုင်းအဲ့ဒီမှာရှိနေတာပြစ်ချင်နေတိုင်းပြစ်နေမှာပေါ့ဘာဖြစ်လို့အခုမှပြစ်တယ်လဲဆိုတော့စဉ်းစားဖို့လိုတာ နော်ဒါပေမဲ့သတင်းရတဲ့အခြေရပြစ်တဲ့အခြေရဟိုအောင်လေးထွက်တော်တဲ့အခြေရအဲ့လိုကြိုတင်ပြီးတော့သတင်းရတော့ထွက်တော်တာမျိုးလည်းဖြစ်တဲ့ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့လေဖြစ်နိုင်တယ်လွတ်တော်တာမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်နောက်ဆုံးထိွာတာကြတော့ပြည်သူတွေပဲဟုတ်နောက်တစ်ခါကျအဲ့လိုမလုပ်တဲ့ကောင်လေးခေါက်ခေါက်ကမနေဘူးလို့ကြားတယ်နော်ကျွန်တော်တော့ပုံလေးပြောရအောင်ဒါဟိုရှင်းပြန်ရွေးချက်ရှိရှိပြစ်တာတော့မဟုတ်ဘူးအေး KIA အုပ်စုတွေအဲ့မှာရှိရခေါင်းထိပ်ကြီးပိုင်းနေရှိတယ်ဆိုတော့ကြားလို့သူတီးတယ်ပြီးတော့အဲ့စတုံးမှာ KIA ရထိချုပ်ထားတာဒါကြောင့်မို့လို့ပြစ်ကပြစ်တယ်လို့ကျွန်တော်ပြောစတုံးက KIA သိမ့်ပိုက်ထားတာဆိုတော့ဒါကြောင့်မို့လို့တက်ကပြစ်တာပေါ့ဗျာ ဆိုတော့အဲ့အရာလေးကြောင့်ကျွန်တော်တို့ပုံနဲ့ပြောရင်ဒီလိုဖြစ်စီနေမဖြစ်အောင်ခုနလိုပဲပြန်ပြောရအောင်နော် KIA ကိုယ်တိုင်ကလက်နက်ကင်ပုံကဒေါ်လာတိုက်ခိုက်မှုတွေရက်ပြီးတော့ငင်းချမ်းရေးဆွေးနွေးပွဲကိုတက်ဖို့ပဲလိုတာဒီကာတုံးကွန်ကွန်တို့အုပ်စုကလည်းမယူသားဘူးကာတုံးကွန်ကွန်တို့အုပ်စုကလည်းမယူသားဘူးပြီးတော့သူကိုယ်တိုင်ကလည်းအမင်းတို့မလူမဟုတ်တော့ဘူးကွာဗျာလူမဟုတ်တော့ဆိုလိုက်ကာတုံးကွန်ကွန်အနေနဲ့မင်းကိုယ်တိုင်ထွက်ပြီးစတုံးမြို့မှာအလံထောင်ပြီးတော့တတ်တရှိငါတို့မှရှေ့လာတိုက်ပြီးတော့စိန်ခေါ်လိုက်ပေါ့ငါတို့မှရှေ့လာတိုက်ယူစိန်ခေါ်လိုက်ပေါ့အဲ့ကြတက်ကမင်းဝယ်တဲ့လာပြစ်လိမ့်မယ်အဲ့ကွန်ပေါ်ဝယ်တဲ့လာပြစ်လိမ့်မယ်ဒီလူတွေရာသိမ့်မယူသားဘူး ဒါပေမဲ့မီဒီယာကိုအသုံးချပြီးဝါရဖြန့်ချီမလို့တော်တယ်လို့ပြောတာဒါပေါ့လားအဲ့တော့ဒီစရုံးဖြစ်စဉ်မျိုးအပေါ်ဝင်ပုံကျဲခံရတဲ့ဖြစ်စဉ်တွေအကုန်လုံးဒီဟိုကျွန်တော်ကတော့ပြန်လို့ပြောတော့မနစ်တယ်မြန်မာနိုင်ငံကို KSS ဒုက္ခပေးလာတဲ့ကိစ္စအသုံးကိုရှိတယ်အဲ့ဒါကတော့နံပါတ်1ပင်ဂလီကိစ္စပင်ဂလီကိစ္စကတော့ပြောမဆုံးမအောင်တော်တော်နောင်ဒီ KT ကိုဖြည့်ရှင်းနေရတဲ့ကိစ္စမျိုးပဲနောက်တစ်ခုကလက်နက်ကင်ပြဿနာဒါလည်းဒီနေ့ KT ဖြည့်ရှင်းနေရတာပဲနံပါတ်3ကတော့မွေးရေးစေဝါပြဿနာမွေးရေးစေဝါပြဿနာဆိုလို့ရှိရင်လေဒီနေ့ဒီချိန်အထိကို စိတ်ကြွရည်သွေးဆေးပြားတွေကိုနေရာတိုင်းမှာလွယ်ကူဝယ်ဝယ်ယူလို့ရရှိနေတယ်အဲ့ဒါအမှန်ပဲ KTV KTV တွေမှာဆိုလဲ party drugs လို့ခေါ်တဲ့ KE တွေ happy water တွေကိုနောက်ဆုံးဒီတကက်ကိုလူကြီးသားသမီးတွေဒါပေါ့အထည်သားသမီးတွေအားစားတုံးဆွဲနေတယ်အဲ့တော့အပြင်မှာလဲအရက်အတူတွေဒါဈေးပေါ်တဲ့စိတ်ကြွရည်သွေးဆေးပြားတွေကိုအောက်ခြေလူရန်စားလူငယ်တွေကတုံးဆွဲနေတယ်တော့အထက်တန်းလောက်မှာလဲဒီလူကြီးသားသမီးတွေ ਨੇ တကယ်တထေးကြီးသားသမီးတွေကတုံးဆွဲနေတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံရဲ့နောင်လာမဲ့ generation ကအထက်ကောအောက်ကောအတွက်ကိုရတတ်မအေးစရာဖြစ်တယ်။ဒါကလည်းဖြစ်ရှင်းရမယ့်ပြဿနာ။ပြောနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီနာဝတနာယကခင်မအာ NASA ကရဲ့နေဆက်စကြောရေးတွေတည်ထောင်ပြီးတော့ရဲတွေလာဝကတွေစစ်တပ်တွေနဲ့တွားပြီးတော့ခြားထားခဲ့ပဲ။ဒါပေမဲ့လည်းအဲ့ဒီကတွားရောက်ပြီးတော့အမှုထမ်းတဲ့ရဲမှုတွေလာဝကမှုတွေเนาะဒါ စစ်တပ်ကအရာရှိတွေအတွက်ကိုစားပေါက်တစ်ခုဖွင့်ထားပေးလို့ဖြစ်သွားပြီးတော့တချို့အရာရှိစိုးတွေကဘင်္ဂလီတက်ကို9သိန်း10သိန်းနဲ့ခေါ်ယူပြီးသွင်းနိုင်ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့အမှတ်တမ်းမှများပြားလာခဲ့တာဖြစ်တယ်။ဒီမူတွေကဟုတ်မဟုတ်ဆိုလို့ရှိရင်အဲတုန်းကထင်တယ်ကျွန်တော်မှတ်တာမှမဟုတ်ဆိုဥအောင်ကြီးထင်တယ်။ သူဆိုလို့ရှိရင်ထောင်းနေပါကြာသွားတယ်ပေါ့အဲကြောင့်လဲဆိုတော့ဒီလိုမျိုးလက်စားပြီးတော့ဘင်္ဂလီတို့တွင်းခဲ့တဲ့ပြဿနာပေါ်ပေါက်သွားတဲ့အတွက်ကြောင့်မလို့ဦးသိန်းစိန်လက်ထက်မှာထောင်းနေနှစ်ရှည်ချချမှတ်ခြင်းကိုခံခဲ့ရတယ်ပေါ့အဲဒီဒေသမှာတကယ်ကိုဒီဘင်္ဂလီတွေကိုပတ်စံယူပြီးတွင်းခဲ့တယ်ဆိုတာကိုအဲဒီဒေသမှာတကယ်အမှုထမ်းပြီးလုပ်ကင်ခဲ့တဲ့အရာရှိတွေအမှတ်ရလိမ့်မယ်လို့ထင်ပါတယ်ဒါ KSS ပေါ့ဒါလူမှုပြဿနာရှိခဲ့တာပေါ့အင်းနဝတာနာယကခင်မှာဆိုလို့ရှိရင်တော့ဗိုလ်ချုပ်ကြီးခင်ညုံကောင်းဆောင်တဲ့ဒီထောင်းလိုင်းအဖွဲ့တွေရောသွားပြီးတော့ဒီနေဆက်မှာသွားပြီးတော့ကိုင်းတွေဖြစ်ရှင်းခဲ့တာပေါ့နော် တဲ့တောက်လျှောက်တော့တည်ငြိမ်လာခဲ့တယ်ဒါပေမဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာတကြောပြန်ပြန်ပြီးတော့ဘာသာရေးလူမျိုးရေးထိရောက်နေဖြစ်လာပြီးတော့ဒီနေ့ဒီချိန်ထိကိုကျွန်တော်ရှင်းလို့မရတဲ့ကိစ္စဖြစ်ဖြစ်လာတာပေါ့ဗျာဒါဆိုလို့ရှင်တော့အဆက်ဆက်မိသွားပြီလို့ထင်ပါတယ်อืมကဲသူတို့ပြောလိုက်တာတော့အန်နဒီဒေါ်ဆန်းစုကြည်ဟုတ်လားအုတ်ချုပ်လို့ရှင်အာကလာတိုင်းမျိုးဖြစ်မယ်မွတ်စလင်တိုင်းမျိုးဖြစ်မယ်ဟုတ်နဲ့တော့အဘာလက်ထက်တယ်ဟုတ်နတော့အဘအရောအဘေရောအဘောရောလက်ထက်တယ်ကဒီကလားကြီးอ่ะ ြည့်နှံ့နေတယ်ဟမ်အဲ့ဒါတော့အောင်စန်းစုကြည့်ကြပါအာမတိလို့ရှိရင်ဟိုမြန်မာပြည်ရဲ့ကလာတိုင်းပြီဖြစ်တော့မဲ့အတိုင်းပဲတကယ်တမ်းဖြစ်တာနန်တို့အဘာတွေလက်ထပ်မှာဖြစ်နေတာအခုလည်းနန်တို့အဘာတွေလက်ထပ်မှာဘလီဘလီမင်္ဂလီကိုဘလီစောက်ခွင့်ပေးမိုးတယ်နော်အေးအဲ့ဒီတော့နန်တို့အဘာတွေနဲ့နန်တို့ပဲချစ်ကြည်နူးတစ်တစ်တာတူးလိုက်တော့ဟုတ်ပြီလားမင်္ဂလာပါဒီနေ့ကျမကနေပြီးတော့မှဘလီစောက်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ် နေပြီးတော့မှဗလီဆောက်မဲ့ကိစ္စကဒီရက်ထဲအများဆုံးလူပြောများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်ဟုတ်တယ်ဒီတိရစ်ဟုတ်ရင်မဟုတ်ရင်ဆိုတာအတိမပြုတ်နိုင်ဘူးဘာလို့လဲဆိုတော့ပြပမှနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေပြီးပြီးတော့ဘောကတီရီကာကြီးကွင်းနာမှာတဲ့နော်သစ်စိမ့်ပေရွာထိတ်မှာဗလီဆောက်မှာဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဒိမီရာသမားတွေအနေနဲ့ကအတိပြုတ်ပေးဖို့လိုအပ်ပါတယ်ဟွန်း နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးပြရှိတယ်ကျမသတင်းသမားမဟုတ်ဘူးကျမဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့อืมအာနိုင်ငံကြီးတက်ဆောင်လှူရှားတဲ့သူအမျိုးသားကြီးတက်ဆောင်လှူရှားတဲ့သူတယောက်တာဖြစ်တယ်อืมအဲ့ဒါကြတော့မသိတော့ဘူးဟုတ်ဟမ်မယုံလို့ရှင်အန်အဒီတော်ဆန်းစုကြည်လက်ထက်လက်ထက်မဟုတ်ဘူးအခုချိန်မှာဒီလိုမျိုးပလီစောက်ခွင့်ပြေးမယ်ဆိုရင်နင်တို့စောက်ပတ်သက်တွေဘလောက်អော်လိုက်မှာလဲလို့ဟမ် မနုဆောင်ပသက်တွေဘလောက်អော်လိုက်မလဲလို့အခုချိန်မှတာ NFT ရတာဗလီဆောက်ခွင့်ပေးကြည့်ဟမ်နနုအမျိုးအမျိုးချစ်တာမဟုတ်အမျိုးရုပ်တည်နနုခွေးကျင်ခွေးကျန်ကြံပြီးတော့နနုអော်တော့မှာအမပြီးရင်သတင်းရေပတ်သက်လို့ကျွန်မကလေ အဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်အဘယ်နာမှာ VD ရဲ့စကန်ရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးတွေကျွန်မဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီတော့ကျွန်မသတင်းလေးကိုမသိဘူးဆိုတော့သတင်းလေးအများတန်းတင်လေးရှိရဲသတင်းလေးကိုသူ့ထံကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုရဲလူတွေကဒီသတင်းကိုအတည်ပြုပေးဖို့လိုပါတယ်အင်းသူတစ်ဖြင့်အာနေပြည်တော်မှာရှိနေကြရဲเนาะကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ ကိုကျော်စောကိုကိုကျော်စိုးဦးကိုဟန်ငယ်ဦးကိုနော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ပေါမိုးကျော်တို့မတ်စနိုက်ပါစုတို့မက်ဂဇင်ဦးတို့ဆိုတော့တို့အနေနဲ့ကဒီတဲ့ကိုအတီးပြုတ်ပေးဖို့လိုအပ်ပါတယ်။အင်းဆိုဒီနေပြီးတော့မလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားတာ ਨੇ မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်ကလေးဒီကုန်းကိုချက်ချင်းမျက်လုံးထဲမှာပြင်းနေပြီ။ငါတို့အဘလောက်ရင်မှန်တယ်။ ခြားသူလုံးရင်မှားတယ်မျိုးချစ်တယ်မျိုးချစ်တယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့အာနောက်တကထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့ငက်စီတို့ပြောနေကြတဲ့ဇာတ်ရည်နောက်တကဘေးအမှန်မသိတဲ့မူးကြောင်ယူးကြောင်နဲ့အယက်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့မျိုးချစ်တွေဘာလုပ်နေတာလဲမျိုးချစ်တွေနှုတ်ပိတ်နေတာလားနေပြီးတော့မှဗလီကြီးစောင့်နေပြီခင်ဗျားတို့အဖကဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလားခင်ဗျားတို့အဖလို့တော့ဘာပြောရဲလဲဆိုတော့ ဖင်လန်မှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့စကားတွေပေါ့ဒေါ်စန်းစုကြည်လက်ထက်မှာကြတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွဲပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အဲ့ဒါဘုရားရှင်ပဲကွဲပြောက်သွားတော့အဲ့ဒါအမှန်ပဲဘုရားကျောင်းကလည်းဘုရားရှင်ကွဲပြောက်သွားတော့မလို့ဆိုတဲ့ပုံစံမျိုးတွေ live မှာပြောနေကြတာတွေအများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါကတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြည်တော်မှာဆောက်လုပ်မယ်ဆိုတဲ့ဗလီနဲ့ပတ်သက်ပြီးတော့နေပြည်တော်မှာရှိတဲ့အမျိုးသားရေးဆရာတော်တွေအမျိုးသားရေးလူပုဂ္ဂိုလ်တွေ အော်ရန်ကုန်မှာရှိတဲ့မြို့သားကြီးဆရာတော်မြို့သားကြီးလူပုဂ္ဂိုလ်တွေမြန်မာတပြည်လုံးမှာရှိတဲ့အမျိုးဘာသာသာသနာချစ်မြတ်နိုးတဲ့မျိုးချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်မနေပါဘူး။อืมခင်ဗျားတို့စိုးရိမ်နေဆိုတာအထက်မျိုးချစ်တွေကပို့ပြီးတော့စိုးရိမ်နေပါလေ။อืมခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာအထက်မျိုးချစ်တွေကပို့ပြီးတော့ဆယ်ဆမဟုတ်အစတည်းကအလုံးလုံးနေပါလေ။อืมခင်ဗျားတို့စိုးရိမ်နေဆိုတာမျိုးချစ်တွေအေးအေးဆေးဆေးမျိုးသားကြီးသမားတွေမျိုးသားကြီးဆရာတော်တွေအေးအေးဆေးဆေးနေလောက်တဲ့အဆင်ပဲရှိပါတယ်နော်။อืมအဲ့နေပြီးတော့ပြင်မလား မြို့ချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာရီလိုင်းပေါ်မှာတက်လာတယ်ခင်ဗျားတို့ဓာတ်တွေမမြင်မြအောင်ဆောင်ပြီးမြို့ချစ်တွေကိုမျက်လုံးစုံမိတ်ရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆဲကျင်ဆဲပြောချင်းပြောဆိုချင်းဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မြို့သားရေးအဖွဲ့တွေရန်ကုန်မြို့သားရေးအဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်ပင်နေတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမျှဒီတမရိုင်းဦးသိန်းစိန်လက်ထက်2014 2000 2013လောက်မှာသာသနာ့ဒုဝင်ကြီးကနေပြောသွားတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတလုံးမှတရားမဝင်အဲ့တော့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ဘူးကမ္ဘာမြေပေါ်ကပါမောက်တုတ်ပြရမယ်တယောက်ကပြောတယ်တရားမဝင်တယောက်ကပြောတယ်တရားဝင်တယ်လာတော့မှជីជីជីလာတော့မှတရားဝင်နေတရားမဝင်နေနဲ့သူတို့ပဲပလီပလာနဲ့ပလီတကာကိုသူတို့စောက်ခံတော့မယ်နေပြည်တော်မှာဟိုကတက်ချပလိုက်တယ်။ဘာပြောနိုင်နေနည်း ဘယ်ကောင်မှလည်းတော့မပြောရည်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံလို့ရတယ်ပေါ့နော်အဲဥစဉ်တော့ကမွတ်စလင်တွေကိုမောင်းနေလို့လုပ်နေတာမဟုတ်ဘူးဗလီတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးအစ္စလမ်တွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးဒါပေမဲ့တရားမဝင်ဥပဒေမဲ့လုပ်နေတဲ့အရာတွေကိုဥစဉ်တော့ကဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင်လို့အများအားန်စောင့်ကြည့်နေတာဖြစ်တယ်အများအားန်လှုပ်ဆောင်နေတာဖြစ်တယ်နောက်တကားဒီနိုင်ငံတော်အဆင့်နိုင်ငံတော်ဝန်ကြီးချုပ်အထူး နိုင်ငံတော်သမ္မတဒီတမတော်ကာကွယ်ရေးဦးစီးချုပ်ထိစတင်မှုစာရီလဲစီထားတာရှိ စာပဲစီရတာမတင်ရဘူးအဲ့ဒါတရားဝင်နေတရားဝင်နေနဲ့အခုစကားလေးတွေတန်းလာတရားဝင်တရားဝင်တရားဝင်နေမင်းတို့အမေလင်လောက်တော့တရားဝင်နေလားဟမ်ဟိုမှာအမေတို့အောင်ဆန်းစုကြည် လန်ဆွဲတော့မဲရှိသေးတယ်မလောက်တော့မလောက်ပြီးသေးဘူးအာပေါ်လိုက်ပြောလိုက်ကြတာဟမ်မင်းတို့အမေလင်းကြတာတရားဝင်နေလားတတော်တရားတဲ့ခစ်နော်ပါတယ်အစည်းအဝေးတွေလည်းထိုင်ထားတာတွေရှိပါတယ်နေပြီးတော့မာမူဆလင်တွေပေါ့နော်ပလီပေးတယ်ပေါ့ကာကျော်ကြီးကပလီနေရာဒေကာကွယ်ဒေကာကျော်ပေးတယ်ပေါ့နော်ဒေကာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလိမ့်ဗျနော် ပေါ့ကတော်တို့ပြောရဲဦးလားတဲ့မလုပ်နေရလဲပေါ့နော်မပြောရဲဦးလဲပေါ့ဦးစင်းတို့ကပြောပြီးပဲလေဗျာအရာဝိတိုင်းရင်လဲလေးရွာပါပလီတုံးကဦးစင်းတို့ပြောတရားမို့လို့ပြောတရားမို့တရားမို့လို့ပြောတစ်ခွာရင်နော်တရားမို့နော်အဲ့တော့တရားဝင်တောင်းတယ်သူတို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလဲထင်မှာကောင်းမှုတော့ဖရာဟိုတောင်းမှာဟောခဲ့တယ်อืม အဲ့ဒီဆိုရလက်ထက်မှာတန်ဃာတော်တွေကအောက်ကနေပြီးမှအင်းဗလီယမော်လဝီတွေကဂလက်ဆိုင်ကြီးတွေကိုထိုင်လို့ဘာသာရေးကိုအဲ့လောက်ဒီဖိနေခဲ့တာမဟုတ်ဘူးလားအင်းကြံကြံလွှဲချတာလွှဲချတာနော်ဒါလွှဲချတာအခုနေပြီးတော့တက်ပြီးမင်းတို့ခေါင်းမော်ချီတက်ပါနေပြီလေဒီချိန်မကောက်ဘူးမောင်များစွာရှိပါလေသူ့ပြုခဲ့တဲ့အရာလည်းရှိတယ်ဒါနာရေးဝင်ကြီးတူရောဥအောင်ကိုဆိုလဲပြောခဲ့တာပဲလေအင်း မျိုးလေကောင်မှာတကယ်ကမ္ဘာဆန်ချိန်ပြီပေါ့ဘယ်ဒီအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလားอืมတင်သေးကိုစိတ်ရည်နဲ့ဖုံးဖို့မကြိုးစားပါနဲ့ပေါက်ကိုတော့ဟမ်ဖုံးနဲ့မျက်နှာနဲ့တဲတဲကြည့်ရဲရဲတင်းတင်းပြောကြည့်စားလုပ်ဖို့အတွက်မအောင်မြင်ခဲ့ဘူးအလေဒီဆိုရလက်ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှ မာနဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာမျိုးမှာခရိယံကလည်းခရိယံဟင်းဟိန္ဒူခရိယံမု슬င်ဟင်းအစ္စလမ်ဟင်းဘုရားဘာသာဘာသာရေးလေးခုထိုင်မဲ့ပုံစံမျိုးဘလန်ဆွဲခဲ့တယ်မဟုတ်လားဟင်းတကယ်လို့ဒါဒီဆိုရနောက်ထပ်9နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော်อืมကဲအခုတော့နောက်9နှစ်ကိုအသာထား မင်းတို့အဘနေပြီးတော့မှတကယ်လုံးနေပြီလေဟမ်ကလားတွေစစ်တိုက်ခိုင်းနေစစ်တိုက်ခိုင်းပြီးတော့တကယ်လုံးနေပြီလေဟမ်ပြောလီအော်လီပါဇက်တွေကဘာတွေငုံလားလားလေဒါတွေကပုံစံမျိုးနဲ့တို့တို့တွေဆွဲခဲ့ကြတာပဲတရားမဝင်ရင်တော့ဦးဇင်းတို့ကတော့ကန့်ကွက်ပါပဲတရားဝင်တို့တို့တရားဝင်တိတိကျကျတရားဝင်တာရှောက်တယ်တရားဝင်လုတ်တယ်နိုင်ငံလုံးကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျုပ်တို့အနေနဲ့ပြောစရာမြန်မာနိုင်ငံမှာ စကားဘလောင်မလဲပြောတဲ့နေရာမှာနှစ်ယောက်သုံးယောက်မရှိဘူးเนาะကြည့်ပြောတာအော်ဘလောင်ဘလဲပြောတာရှိတဲ့မျိုးသားရေးသမားတွေနဲ့မူဆလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါအင်းသူဘူးဖြစ်အောင်ဖန်တီးတာပဲအင်းပြောရတော့မျိုးသားရေးသမားတွေမမသားမမသားတွေကိုထောင်ထဲကိုထည့်တာပဲမပြောရင်မပြောရဘူးလူတို့တွေကအပြေပါနေမြောက်ပေးမယ်မြောက်ပေးမယ်အာဘာလုံးနေအဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံလို့ပြောမယ် ူကလိုချင်တာတော့ဟိုဟာပေါ့နော်ဒီကတာကောင်ကတော့ဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြာပါတယ်ဥစဉ်တို့ဥစဉ်ရဲ့ဆာမဝိဒတူတို့ပြောလိုက်လို့ရှိရင်အာကကြောင့်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထည့်မယ်အာအာသူတို့အတွက်ဆင်းပြေးပြီဒါပဲနော်ဒီကကဲဖရာတချင်းကို DJ လေးလှုပ်ပြီးတီးပြီးတော့ကလပ်မှာဖွင့်လို့အမျိုးသားကြီးဆိုပြီးထားអော်လိုက်ကြတာ တရားဒီဆွဲထောင်နေချမယ်ဟမ်အခုနေပြီးတော့မှာကလားဘလီဘလီជីជីဆောက်တာတော့ငါအေးကတော့မပြောရကြတော့တကောင်းမှမပြောရကြတော့မျက်လုံးစုံမှိတ်ပြီးတော့မျက်စိအောက်ဆိုင်ပြီးတော့ပဲဖုခန့်ပြီးတော့ပဲဟုတ်လားညင်းသွားပါတော့တယ်လို့တရားဝင်ဆိုပြီးတော့ကဲအားလုံးပဲဒီလောက်ပဲဗျာဒီလိုပဲဥစဉ်တော့ကတော့တုံးတက်တယ်